ကြောက်စိမ့်ပဒီနဲ့ကြောက်ဖန်စီပစ္စည်းတွေရောင်းဝယ်တွက်နေရလို့စကိုင်းတိုင်းကြောက်စိမ့်ပဒီလုပ်ငန်းရှင်တွေကပြောပါတယ်ဒီသတင်းကိုဒေါ်တာယာကပေးပို့ထားတာပါအမေကနေရှိပြီးတဲ့ကြောင်အလားစင်လက်ဆောင်ပစ္စည်းတွေဖျားပထုနဲ့ပေါ်တော်ရက်တွေမှာအမတ်တရလက်ဆောင်အဖြစ်ဒီလာပိုင်းတွေမှာရောင်းဝယ်သွင်းနေပါတယ်။ခုဒါနာအားတဲ့ရက်ကြောက်ပိုင်းအေးတဲ့ချိန်လေးပေါ့နော်အချက်ကလာလေးကိုဒါကိုပဲကျွန်တော်ဖိဖိလောက်ရတယ်။ခုဒါသွင်းတနေ့ကို20 90အနည်းဆုံးကျွန်တော်ပြီး သူ့အတွက်ကတော့ကိုညာမရှာဘူးလားအာမရှာဘူးခင်ဗျသူ့အတွက်ကကျွန်တော်ပတိမှထားတခဲ့တဲ့ပစ္စည်းတွေမှလည်းသူ့အတွက်ကိုကျွန်တော်ကအစအဆုံးလုပ်ခဲ့တဲ့ပုံစံလေးရောက်သွားတာပေါ့နော်ဆိုရင်လွန်ပြရတဲ့ပစ္စည်းရလို့မရှိအောင်လုံးဝမရှိဘူးအကုန်သုံးလို့ရတယ်ကြောက်ပတိတွေကိုစကိုင်းကြောင်ဝဲမှာရေသူ့ဘော်မူတီးပြီးရောင်းဝယ်ဖြစ်ကြတယ်လို့ဖန်စီကြောက်စင်းပတိကောအဲ့ဒီကနေကြောင်ဝဲအပိုင်းစားတွေနဲ့လှုပ်ထားတဲ့ဖန်စီကြောက်လက်ကောက်ဖန်စီကြောက်လက်ဆွဲအိမ်အလန့်စီဆွဲလေးတွေကိုလည်းနိုင်ငံခြားသားဧည့်သည်တွေကမကပဲ ပြည်ရင်းဝယ်လက်တွေပါရှိနေလို့အယောင်းဝယ်တက်နေပါတယ်ဗမာတွေခုနလိုစီဖုန်းကြီးတွေရောက်လာတယ်သူကကျမ်းမာရေးကျောက်ဆင်းကြတော့လေကျမ်းမာရေးရတယ်စောင်းရတာနေရတယ်ကျောက်ဆင်းတယ်ပြည်ရင်းဝယ်လက်ဒီချက်ကောင်းတာပဲဒါလေးတွေတော့အကျပါအဲ့လိုဆိုရင်ကျမ်းမာရေးလက်ပတ်တဲ့ပြုလို့မျိုးဆိုခွက်တော်မှလုတ်ခိုင်းတာခွက်အဲ့ဒါကြီးထဲတောက်တဲ့ကျမ်းမာရေးဆိုနောက်ပုံးကျစီရင်းငါကုန်ကျမ်းမာရေးလက်မပတ်တာဒါပဲ ဒီရပိုင်းရတော့မှဈေးဝယ်ရရတော့လာကြတယ်ဟိုကြောက်စင်းလေးနဲ့ပတ်သက်လို့ပါတော့လေလက်ဆောင်ပေးဖို့ဒါမျိုးပေါ့ပြန်ရောင်းဖို့ကတော့ရောင်းရပါတယ်နစ်ဆန်တရနေ့ဂျန်တွင်းလို့ပါအောင်ဆိုတဲ့ပို့ရောင်းရတယ်ကြောင်ပတိကုန်းတွေကကြောက်ရည်သွေးပေါ်မူတည်ပြီးအ ਨੇ စုံသက်သိဝင်းကျင်ရှိပါတယ်။လက်ဆောင်ပစ္စည်းအဖြစ်ရောင်းအောင်နေတဲ့ fancy ကြောက်တန်စာတွေကို ကျက်900မှ9000ဝင်းကျင်ရှိပြီးနေ့စဉ်ရောင်းရအတွက်ဆုံး fancy လက်ဆောင်ပစ္စည်းဖြစ်နေတယ်လို့အယောင်းဆိုင်ရှင်တွေကဆိုပါတယ်ရှင်။ ကျမတာယာသတင်းပြပို့ထားတာဖြစ်ပါတယ်ရှင်